အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူတယောက်တိမ်ငယ်စိတ်ဝင်ရတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တိမ်ငယ်စိတ်တွေကဘာကြောင့်ဖြစ်လာလဲဆိုတာကိုသိချင်ရင်အောက်ပါအချက်လက်တွေကိုကြည့်ချင်းဖြင့်သိနိုင်ပါတယ်နဘတ်တမိဘတွေရဲ့လွန်ခဲ့တဲ့အပြုမူများကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်းသာသမီတွေကိုဖြစ်ထွန်းစေခြင်းနဲ့စိတ်အောင်မြင်စေခြင်းနဲ့စိတ်ဖြစ်မြောက်စေခြင်းနဲ့စိတ်တွေနဲ့သာသမီကိုအတင်းဖိအားပေးမိတာတွေ လူတော်ဖြစ်စေခြင်းနဲ့စိတ်နဲ့စီကံတင်းကျပ်မိတာတွေဆိုးရိမ်လွန်စိတ်နဲ့အလွန်ကြုံဂရုစိုက်ထိန်ချုပ်မိတာတွေတာသမီရဲ့ခံစားချက်ကိုနားလည်မပေဘဲကိုယ့်ရဲ့ခံစားချက်ကိုရှေ့တန်းတင်မိတာတွေကိုယ်တာသမီကိုတခြားသူရဲ့တာသမီတွေနဲ့မကြခဏနှိုင်းရှင်ဖြစ်ပြောမိတာတွေတာသမီရဲ့အမားတွေကိုမျက်စိတောက်ထောက်လိုက်ရှာတက်တဲ့မိဘတွေရဲ့အပြုမူတွေဟာကလေးတွေကိုတိမ်ငယ်စိတ်ဆတင်ဖြစ်ပေါ်စေနိုင်ပါတယ်နံပါတ်1ကိုဘဝကိုအားမရခြင်းကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်း ကိုကစူးစမ်းတဲ့လောက်စူးစမ်းပါလေမျောလင်းထားသူစီကအတိမတ်ပြုခြင်းမခံရတာသူတပားရဲ့အောင်မြင်မှုကိုကိုဖြစ်တည်မှုနဲ့နှိုင်းရှင်ပြီးကိုဘဝကိုအားမရတာလို့တလောက်ဖြစ်မလာတာစူးစမ်းတလောက်ပြန်မရတာတွေဟာတိမ်ငယ်စိတ်ကိုစတင်ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းတွေထဲကအချက်တစ်ချက်ပဲဖြစ်ပါတယ်။နံပါတ်3ခွဲခြားဆက်ဆံခံရခြင်းကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်းလိမ့်စိတ်တိမ်ညွတ်မှုကြောင့်ဘာသာရေးကြောင့်လူမျိုးကြောင့် အသားအရောင်ကြောင့်ပစ္စည်းဥစ္စာမကြွယ်ဝမှုကြောင့်ထိနှိပ်ခံရတာများလာတဲ့အခါခွဲခြားဆက်ဆံခံရတာများလာတဲ့အခါနှိမ့်ချပြောဆိုခံရတာများလာတဲ့အခါတိမ်ငယ်စိတ်တွေဖြစ်ပေါ်လာစေနိုင်ပါတယ်။နံပါတ်၄ရုပ်ပိုင်းဆိုင်ရာအားနည်းချက်များကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်းကိုယ့်ရဲ့ရုပ်ရည်အသားအရောင်မျက်နှာအနေထားခန္ဓာကိုယ်မျိုးစားစတဲ့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတွေကိုအလိုမကျတာမုန်းတီးယုံရှာတာကိုယ့်ကိုယ်ကိုသူများနဲ့နှိုင်းရှင်လွန်းတာအကောင်းမမြင်တာတွေဟာလည်းတိမ်ငယ်စိတ်ဖြစ်ပေါ်ရခြင်းရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ နံပါတ်5စိတ်တန်ရာများကြောင့်တိမ်ငယ်စိတ်ဖြစ်ခြင်းငယ်စဉ်ကလေးဘဝမှာနှုတ်အားဖြင့်ဖြစ်စေအပြုမှုအားဖြင့်ဖြစ်စေစိတ်တန်ရာအပေးခံရတာမရင်းပြူးခြင်းခံရတာယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတာမိဘဆွေမျိုးသားချင်းတွေရဲ့ညှို့ပန်းနှိပ်စက်ခံရတာမေတ္တာငတ်မှုခံရတာစတဲ့အခါလေးဘဝမှာစိတ်တန်ရာများခဲ့ရတဲ့သူတွေဟာပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရလာပြီးနောက်ဆုံးမှာတော့အရာရာမှာတိမ်ငယ်တက်တဲ့လူသားတစ်ယောက်ဖြစ်လာပါတယ် တိမ်ငယ်စိတ်ကြောင့်လူတွေဟာအမြဲအထီးကျန်တယ်လို့ခံစားရပြီးတခုခုဆိုနာကျင်နေဖို့ပဲတိတက်ကြပါတယ်တခါတရံမှာကိုကိုကိုပျောက်ဆုံးတယ်လို့ခံစားရပြီးအရာရာဟာအတိတ်ပဲမဲ့နေတယ်လို့တွေးထင်နေတတ်ကြပါတယ်တိမ်ငယ်စိတ်အကြီးလာပြီးဆိုရင်ကိုကိုကိုအဆုံးစီရင်နိုင်တဲ့အခြေအနေထိတောင်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကိုရဲ့စိတ်ကိုအမြဲဂရုစိုက်ဖို့နဲ့တိမ်ငယ်စိတ်ဝင်မလာအောင်လည်းဂရုစိုက်ဖို့လိုအပ်ပါတယ်အခုဆိုရင်ဘဝမှာဘာကြောင့်တိမ်ငယ်စိတ်ဝင်ရတာလဲဆိုတာကိုနားလည်ကြမယ်လို့ထင်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်